ရခိုင်ဘာသာစကားတွေကဘယ်ချိန်မှာပေါ်ပေါ်လာခဲ့တာလဲ။ရခိုင်လူမျိုးတွေဟာမြန်မာနိုင်ငံတော်ကသတ်မှတ်ထားတဲ့လူမျိုးစု135မျိုးထဲမှာတစ်ခုအပါအဝင်ဖြစ်ပါတယ်။ရခိုင်လူမျိုးတွေကိုအချို့တွေကတော့အရခလူမျိုးတွေလို့တနည်းအားဖြင့်ခေါ်ဆိုကြပါတယ်။ဒီကနေ့ဗီဒီယိုလေးထဲမှာတော့ကျွန်တော်တို့တိုင်းရင်းသားတွေထဲမှာထင်ရှားကျော်ကြားတဲ့လူမျိုးစုတစ်စုဖြစ်တဲ့ရခိုင်လူမျိုးတွေအကြောင်းတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ကြအောင်ပါ။ရခိုင်လူမျိုးစုတွေဟာအေရီ900ဆိုနှောင်းဝဲမှာမြန်မာနိုင်ငံအတွင်းကိုဝင်ရောက်လာခဲ့ကြဖြစ်ပါတယ် ရခိုင်လူမျိုးအများစုဟာစစ်တွေတန်တွေဗုဒ္ဓတောင်မြအူမောင်းတော်ရန်ပြေမန်အောင်အစရှိတဲ့ဒေသတွေမှာအနေများခဲ့ကြဖြစ်ပါလေရခိုင်လူမျိုးပြောတဲ့ရခိုင်ရိုးရဘာသာစကားတွေကတိဘက်လူမျိုးများရဲ့စကားအစကနေဆင်ခဲပြောင်းလဲလာကစဉ်းစားလာခဲ့ကြဖြစ်ပါလေရခိုင်တန်းဒေသကြီးဟာပင်လယ်ကမ်းခြေဒေသကြီးဖြစ်သလိုလူတိများထင်ရှားကရခိုင်ရိုးဘတော်တန်းကြီးတွေကထီးမှစွာတည်ရှိနေခဲ့ပါလေရခိုင်ရာဇဝင်တွေတဲမှာလည်းမေဆပ်ပါများစွာရှိခဲ့ကြပြီး BC 938ကနေစပြီး BC 920တောင်မင်းစစ်မင်းဆက်အများကြီးရှိလို့နေခဲ့ပါတယ်။တခိုင်ပြည်ကြီးကလည်းဗကံကိလိုမျိုးပဲကိစ္စဆက်ရှိခဲ့ပါတယ်။ပထမတညဝရီခေဒုတိယတညဝရီခေတတိယတညဝရီခေတို့ကိုရခိုင်ခေဦးပိုင်းလို့သတ်မှတ်နိုင်မှာဖြစ်ပါတယ်။အဲဒီနောက်မှာဝေသာလီခေလေးမျိုးခေကလည်းမြောက်ဦးခေဆိုပြီးဆင်ခဲ့ပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်။တညဝရီခေကတော့ဗုဒ္ဓအပွင့်တော်မူကတဲ့ကနေတရှိလို့နေခဲ့တာဖြစ်ပြီး မာရရုမင်းစက်ကစတဲ့အုပ်စုခဲ့တာဖြစ်ပြီးမင်းမောင်း54အုပ်စုခဲ့ကြောင်းရခိုင်ရာဇဝင်တွေမှာအကြေတဝဲဖော်ပြထားခဲ့ကြပါတယ်။ဒုတိယထညာဝရီခေတ်မှာတော့မင်းမောင်း29စနစ်တတိယခေတ်မှာတော့မင်းရဲ့အတွက်25အုပ်ထိအပြောင်းလဲများခဲ့တာဖြစ်ပါတယ်။ရခိုင်စာပေများစတဲ့ထုံးကားလာခဲ့တဲ့ဝေသာလီခေတ်မှာတော့ဗုဒ္ဓဘာသာယဉ်ကျေးမှုနဲ့အညီအုပ်စုတဲ့မင်းမောင်း70ဆက်ကဆက်လက်အုပ်စုခဲ့ပါတယ်။ အစိုးရအချိန်ကနေစတင်ပြီးရခိုင်တို့ကသူတို့ရိုးရဘာသာစကားတွေကိုလည်းပြောကြသလိုမြန်မာစကားကိုလည်းစတင်ကအသုံးပြုလာခဲ့ကြဖြစ်ပါတယ်။အခြားတိုင်းရင်းသားတွေနဲ့ရခိုင်လူမျိုးတွေကမတူဘဲကိုယ်ပိုင်စာပေရင်းကျေးမှုတွေနဲ့တောင်တို့တိုးတက်ပြောင်းလဲလို့နေခဲ့တာပါ။ရခိုင်လူမျိုးတွေကိုတနည်းအားဖြင့်အာရကန်လိုလည်းခေါ်ဆိုခဲ့ကြသလိုမော့ဆိုပြီးတော့လည်းလူသိများကြပါတယ်။အာရကန်ဆိုတဲ့စကားဟာမိမိလူမျိုးနဲ့နိုင်ငံကိုဆောက်ရှောက်ခြင်းဆိုတဲ့အဓိပ္ပာယ်ရပါတယ်။ ရခိုင်ဆိုတဲ့စကားကလည်းရခိတဆိုတဲ့စကားကလည်းစဉ်းစားလာတာဖြစ်တာကြောင့်အမျိုးကိုစောက်ရှောက်သူဆိုပြီးတော့စာပေတွေထဲမှာဖော်ပြထားကြပါတယ်။ရခိုင်လူမျိုးအများစုဟာဂေါရမဘုရားရှင်ဖွင့်တော်မူရာအိန္ဒိယပြည်မြောက်ပိုင်းမှာရှိကြတဲ့မကရာတိုင်းသားများဖြစ်တယ်ဆိုပြီးတော့လည်းသိရှိခဲ့ရပါတယ်။ရခိုင်လူမျိုးအများစုဟာတရားဘာသာဗုဒ္ဓဘာသာကိုအကူခဲ့တတ်ပြီးဂေါရမမြတ်စွာဘုရားရှင်ကိုရိုင်းကတော့ရခိုင်ပြည်ကိုကြောက်တော်မူခဲ့ဘူးတယ်လို့ဆိုကြပါတယ်။ဒါကြောင့်မို့လို့ရခိုင်လူမျိုးတွေဟာ လူမျိုးရေးဝါဒပိုင်းမှာတော့စီးဆုံးကြတယ်လို့အချင်းချင်းလည်းတစ်ဆာရှိကြပါတယ်။ရခိုင်လူမျိုးတွေကလူမျိုးချင်းဆိုရင်ရခိုင်လူပဲစကားပြောကြရဖြစ်ပြီးဗမာစကားကိုလည်းပြောကြပါတယ်။ရခိုင်လူမျိုးစုတွေဟာထေရဝါဒဘုရားဘာသာကိုလက်ခံထားသူဖြစ်တာကြောင့်ကံကံရဲ့အကျိုးကိုလည်းကောင်းကောင်းကြီးသဘောပေါက်ထားခဲ့ကြတဲ့သူတွေပါ။စာပေအမှုပညာသူခုမတဲ့ဘာသာရေးပွဲတော်တွေအားလုံးကလည်းရွေးရတိုင်းမပြတ်မခွက်ကျင်းပခဲ့ကြရဖြစ်ပြီးတဖြည်းဖြည်းနဲ့တိုးတက်လာခဲ့ပါတယ်။ ရခိုင်လူမျိုးတွေရဲ့ကျင်းကန်အားကစားနည်းနဲ့စီပီးခွက်ကပူဇော်ပွဲတွေကအထူးပဲထိရှားလာပါလိမ့်။ရခိုင်လူမျိုးတွေဟာမြန်မာနိုင်ငံရဲ့အနောက်မြောက်ဘက်မှာတည်ရှိနေတာခဲ့ကြဖြစ်ပြီးရိုးရရေကျဲမှုကိုအထူးအလေးပေးတဲ့လူမျိုးတွေဖြစ်ကြပါလိမ့်။ရခိုင်လူမျိုးများမှာလည်းအခြားသောလူမျိုးစုတွေတကယ်လို့ကိုစားပြုတဲ့အကောင်ရှိပါတယ်။အဆိုပါအကောင်ကတော့နဝရူပဗျာလာဆိုပြီးအမည်ရှိတဲ့မတူညီတဲ့သရိစ္ဆန်ကိုးကောင်ရဲ့ရိုးအစင်းကိုရှိပြီးဖန်တီးထားတဲ့ဒနာအီလာတာရဲ့ကြီးတကောင်လိုပုံစံရှိနေကြပါ။ ထိုရုပ်ထုကြီးတွေကိုဝေသာရီခေတ်ကတည်းကနေစတင်တွေ့ရှိခဲ့တာဆိုပြီးတော့မှတ်တမ်းတွေကဖော်ပြထားခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့်မြမရာဆိုရင်တမိုင်းတွေတဲမှာဆိုရင်ရခိုင်လူမျိုးစုတွေဟာမြမပြည်ရဲ့ရှေးကြဆုံးတိုင်းရင်းသားလူမျိုးစုတွေပဲဖြစ်ကြပါတယ်လို့ပြောကြရင်းနဲ့နောက်ဖြူလေးမှာပြန်လည်ဆုံတွေ့ကြအောင်ပါ။နောက်လာမယ့်စီစဉ်တွေမှာလည်းဂလိုမျိုးစိတ်ဝင်စားကြကောင်းတဲ့ကြော့တွေကိုထပ်မံတင်ဆက်ပေးသွားဖြစ်တာကြောင့်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်သွားပေးခဲ့ကြပါဦးဗျာ။အစောဒီအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါတယ်။ နောက်ပြီးတော့မှပြန်လည်ဆုံတွေ့ကြပါသေးတယ်